လာရှိမျိုးတွင် AI နည်းပညာလက်တွေ့အသုံးချနည်းနှစ်မြင့်ဆောင်2025သင်တန်းဖွင့်လှစ်တဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိမျိုးတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလာရှိခရိုင်ရုံကကြီးမှု၍မင်္ဂလာ AI ဖြင့်ပူးပေါင်းကာလွယ်ကူလေးလာ AI နည်းပညာနှစ်မြင့်ဆောင်2025သင်တန်းဖွင့်ပွဲကိုယနေ့နေ့9နာရီကလာရှိခရိုင်လူမှုခြေပြုဘူဌာန Community Center ခန်းမ၌ကျင်းပခဲ့ပါတယ်။ ရေဦးစွာပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတွဲဖက်ပြည်내ရုံလာရှိုးမှဒုတိယညွှန်ကြားရေးမှူးဦးစော်ဒေးအောင်ကအမှားစကားပြောကြားပြီးမင်္ဂလာ AI မှာနီးပြဆရာဦးအောင်သူထွန်းက AI နီးပညာနှင့်ပတ်သက်၍မိတ်ဆက်စကားပြောကြားခဲ့ပါသည်ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနလာရှိုးခရိုင်ရုံမှလက်ထောက်ညွှန်ကြားရေးမှူးတာဝန်ပေးဦးဆိုင်ထွန်းနေလိုင်ကလွယ်ကူလေးလာ AI နီးပညာ နှစ်မြင့်ဆောင်2025သင်တန်းဖွင့်လျက်သည့်ရည်ရွယ်ချက်နှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍သင်တန်းအားဖွင့်လျက်ခဲ့ရာမင်္ဂလာ AI မှဆရာဦးအောင်သူထွန်းက AI ၏အခြေခံသဘောတရားတမိုင်းခြင်းနှင့်ခေတ်စားလာပုံအမျိုးအစားနှင့်အရေးပါသောနည်းပညာများအလုံးလုံးသည့်အခြေအနေအသိပညာရှာဖွေခြင်းနှင့်ပြဿနာဖြေရှင်းခြင်းပညာရေးနှင့်သုတေသနစီးပွားရေးနှင့်လုပ်ငန်းခွင် programming နှင့်ကုတ်တင်ရေးသားနေတီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများကိုပိုင်ရေးချင်းမြင့်တင်ခြင်းဓာတ်ပုံဖြင့်အပြေရှားနေကျမ်းမာရေးအတွက်မေးမြန်းခြင်းစသည့်အကြောင်းအရာများအားတင်နန်းကာလ၄ရက်တာဖြင့်စာတွေ့လက်တွေ့ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာတင်နန်းသားတင်နန်းသူ စုစုပေါင်း55ဦးတက်ရောက်တင်ကြားလျက်ရှိကြောင်းသိရှိရပါသည်ခမညာ